Stellara ရဲ့ ANR C1 ထက်ကို၅ဆပိုပြီးတော့ထိမိပြီးတိတာတယ်။ Stellara ရဲ့ Intense မျက်နှာသားယူလဲအဖြစ်ပေးရ C1 ဖြစ်တယ်။ပြီးရင် Sensitive Skin သမားတွေတို့ Skin Barrier ထိထားတဲ့သူတွေတို့ဝတ်ချံဆိုလို့ရှိရင်အဖူအကြီးကြီးရထွက်တဲ့သူတွေနဲ့မျက်နှာညင်မြန်းတတ်တဲ့သူတွေဆိုလို့ရှိရင်အရန်ကောင်းတယ်။ ANR C1 လိုမျိုးဒါကနေရင်းလိမ့်ပေးစရာမလိုဘူး။တစ်ပတ်မှာ2ချိန်3ချိန်အများဆုံးပဲ3ပေးအလောက်3ပေးုံနဲ့ကို effective ကတိတာတာ။အဲ့တော့ကိုက ANR C1 လဲ3ချိန်နဲ့ဒါလဲ3ချိန်နဲ့ဆိုလို့ရှိရင်ကွ ANR C1 မတော့ ုံးခင်ထားလေးကိုသုံးပေးသုံးနဲ့စီရင်အာနိတင်ကိုသူက reset ကိုပေါ့နော်ငါးဆပို့ပြီးတိတာပြီးတော့ပိုကောင်းအောင်လုပ်ပေးတယ်။ skin red နှက်ကိုလည်းသူက48%လောက်ထိကို short ချပေးတာ။ wine free ဖြစ်တဲ့တော့ watch ချန်အစီပုသမားတွေစိတ်ချလက်ချသုံးလို့ရပါတယ်။ lightweight အရေးကြီးလေးဖြစ်ပြီးတော့မှလိမ့်လိုက်လို့ရှိရင်လေးစိတ်ကတ်တာတွေဘာကြီးလုံးဝမဖြစ်ဘူး။ဒီ intense ကလေးမမတို့သုံးနေရဲ့ ENR serum ထက်ကိုပိုပြီးတော့ဈေးကြီးရဲ့အဲ့တော့မမတို့သုံးမယ်ဆိုလို့ရှိရင်ကွာ full size ကြီးဝင်မသုံးနဲ့ဒီလို fight မဲ့တသေးလေးဝယ်သုံးလို့ရှိရင်ပိုပြီးတော့ဈေးတန်တယ်။သူ့ရဲ့ဒီ ီ20မယ်ဘူးကြီးဈေးကလေးဒီလေးသိန်းကျော်နီးပါးလောက်ရှိနေပြီ5မယ်ကို2000ကျော်လောက်ပေးပြီးတော့ဒါလေးတွေစမ်းတော့အရန်ကောင်းပါတယ်